ပရိသတ်များအလုံးမဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲ့ဇာတ်လမ်းလေးကတော့စိုင်းသူလွန်ရေးသားထားတဲ့အောင်မြတ်ဆန်နဲ့လောင်စာပြုမြင့်မီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနောက်ကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးမြဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမဲ့သူကတော့ကျွန်တော်ကိုခံမဲ့ဖြစ်ပါတယ် ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစနိုင်ကြရအောင်ဗျာဆရာတော်ဖေဟာတပည့်တော်အခေါ်မိတ်နေဆိုလို့ဘလို့ရေးကြောင်းနေများမိတ်ဆရာရှိလို့ပါလေဗျာအမျိုးဆန်ကျောင်းဆက်ဆောင်ရတော့ဆရာတော်ကဦးစင်းသာရှိသေးတယ်အရင်ကျောင်းတိုင်ဆရာတော်ကြီးပြန်လုံတော်မူသွားတော့အရင်ဦးစင်းလေးမှာကျောင်းထိုင်ဆရာတော်ဖြစ်လာခြင်းဖြစ်ပါရင်ဒီနေ့မှာတော့ရက်ကန်းစင်တော်ဦးဝါပါသာဆရာတော်ကြီးကလူပင်းနဲ့ ဒုတိယမနုဿချိန်လဲများနဲ့ပြည်တော်ပြန်ဝင်ပြီးအောင်မြတ်ဆန်ကိုလက်ရလောကီပညာရှင်တို့သင်ကြားပေးဖို့ရေစပ်ပါလာသည်မို့မဟာမြိုင်တော်ကချက်ချင်းကြွား၍လာခေါ်ခြင်းပင်ဖြစ်ပါသည်ဒီလိုကွယ်ကဗီယာလေးရဲ့ဟောရီးယားတကာကြီးရဲ့နာမည်ကဩဘာသားရယ်ကွယ်ခေါ်မဆာမာရီလူကြီးကိုတစ်ချက်ဝေးကြည့်လိုက်ပြီးကဲခက်ကဆရာတော်ထံကိုလက်အုပ်ကြည့်ပြီးတော့တင်ပါဗျာဆက်လက်၍မိန့်တော်မူပါဗျာ ဂျီယာတကာဟီယာကပိယလေးကိုရေးဆက်ရှိလို့လာခေါ်တာလေးကွင်တပည့်တော်နားလျာခန့်နေပါရဲ့ဗျာဒီချိန်မှာတစ်ချိန်လုံးကြီးနေတဲ့လူကြီးကအမျက်ဆန်ရေးစကားကိုဒီလိုကအမျက်ဆန်မင်းကဒီလိုနေသွားမှာမဟုတ်ဘူးလူရင်းရဲ့ကျိုးကိုသေးပွပြီးသာသနာပြုရင်သာသနာကိုကာကွယ်စောင့်ရှောက်ရအောင်မေရှိဘွားကမင်းနဲ့ရေးဆက်ပါလာလို့လာခေါ်ရတာပဲဖြစ်တယ်ဒါဆိုကျွန်တော်အပားနဲ့လိုက်ခဲ့ရမှာပေါ့ဦးစင်ဗျာ တပည့်တော်အောင်မြတ်ဆန်ရဲ့လောကရဲ့အကျိုးကိုတည်ဝုဖို့အတွက်ခေါ်သွားပေးပြပါမယ်။ကောင်းပါပြီကွယ်။ဦးစင်းရလည်းဖရာသားတော်ဖြစ်နေတာမို့လောကီကိစ္စတွေမှာဝေမရှုပ်ပါဘူး။တင်ပါဖရာ။ဒါဆိုတပည့်တော်နှစ်ယောက်ကိုခွင့်ပြုပါအောင်။ဦးဘာသာနဲ့အောင်မြတ်ဆန်မှာဆရာတော်ကိုယူသေးစွာကတော်ပြီးကျောင်းပေါ်ကနေအောက်ကိုဆင်းလာ။လိုက်ဆိုလိုက်ခဲ့ပါမယ်။ဒါမဲ့ကျွန်တော်ခဏလောက်တော့အဆောင်မပြီးပါဘူး။ကျုပ်အဝေးစားနေစုံတော့ထည့်ပြီးအပမေကိုနှုတ်ဆက်ခြင်းသီးလို့ပါ။ ေးအေးဟုတ်သားပဲမင်းကိုဆောင်းရှော့ခဲ့တဲ့သူပဲသွားလို့ဆက်လိုက်ပါဦးငါဒီရပဲဆောင်းနေမယ်တောင်းလို့ကြတော့အောင်မြတ်ဆန်ပြန်ရောက်လာခဲ့ပြီးအရိသူကြီးနဲ့သူကံဘီယခီးစင်ကိုစတင်နှင်ပါတော့ရင်သူတို့ရဲ့ဦးတီကြမှာရန်ကုန်မြို့မှာတည်ထားကိုးကွယ်တဲ့ရွှေဒဂုံစီရီကိုပင်ဖြစ်ပါရင်အောင်မြတ်ဆန်တို့လည်းယထာနေသောကရန်ကုန်ပူတာရောက်ဖို့တညအီစီရမှာဖြစ်ပါရင်ယထာကုန်နန်းဒီပေါ်မှာနေရယူထားကြပြီးစတင်ခီးထွက်ကား ညနေကိုပင်ဆောင်းလာတာကြောင့်ဘိုက်ကလည်းဆာလောင်နေပြီးတခွေခွေနဲ့အောင်မြင်နေတာကြောင့်ဦးဝဘာသာကနေလူလေးဘိုက်စာနေရလားရော့ဒီသမီးတို့လေးစာလိုက်လို့ပြောပြီးလွယ်လောင်တဲ့လွယ်ရည်ထဲကိုနိုင်ကငါပြောမှန်းနေထုတ်ထားတဲ့သမင်းထုတ်ကိုအောင်မြတ်ဆန်စီကမ်းပေးလိုက်ရအောင်အောင်မြတ်ဆန်လည်းနားမလဲတဲ့ကြည့်နဲ့ဦးဝဘာသာကိုကြည့်ကကမ်းပေးလာတဲ့သမင်းထုတ်ကိုလှမ်းယူလိုက်ပါရီဘာလို့လဲဆိုတော့ဦးဝဘာသာသမင်းထုတ်ထုတ်လိုက်တဲ့လွယ်အိတ်ကသူ့တစ်ချိန်လုံးလွယ်ထားတာပါ ။အဲထဲမှာတမင်းတုံမပြောနဲ့ငွေတို့ငွေစားတာမပါပါဘူး။ခဲတံလူလူကညက်တံလူလူတချောင်းနဲ့စီစဉ်ဆက်ဂူရီသာပါတာကိုဒီတမင်းတုံကဘယ်ရဘလို့ရောက်လာလဲ။ကာကနာနာသူမစင်စားတော့ဘူး။ညမောင်တို့ကလောကတခွင်ကိုကြီးစိုးနေပြီးအကောင်ငယ်လေးတွေရဲ့အော်မီတန်ကလည်းညမောင်ကိုထိုးဖောင်းနေကောင်းနားတွေကိုတကြည်ကြည်အတန်တွေကတိုးဝင်နေပါရင်ယထာပရိမောကတိုက်ခတ်လာတဲ့လေအေးတွေကလည်းအောင်မဲဆန်ရဲ့မျက်နှာပေါ်ကိုကွန်မြူလေးရရှိနေတယ် တို့တော့လေသူရဲ့စိတ်မှာမအေးချမ်းနိုင်ဘူး။သူရဲ့အငယ်ဘဝကနောက်ဆုံးမြင်ခဲ့ရတဲ့သူရဲ့အမေနဲ့ဖေရဲ့မြင်ကွင်းဟာရုပ်ရှင်ပိတ်ကားပြနေသလိုပြန်မြင်ရောင်နေတာကြောင့်ဖြစ်ပါရဲ့။နေမင်းကြီးကလည်းသူတော်ဝင်ဝေတရားတိုင်းညာချိန်ကိုကျော်လာကအရှိမန်တောင်တန်းကြီးတွေကိုကျော်ဖြစ်လာပြီးအလင်းရောင်ကိုတက်ရှိတမ်းမဲ့ dress sheet drummer တို့ဘောကိုပြန်ဖြူးပေးလျက်ရှိပါရဲ့။ငါကလေးများရဲ့ဒေသချင်းဆိုတဲ့ဟာလေတာယာငိမ့်ကြောင်းစွာပေါ်ထွက်လာပါတော့တယ်။အောင်မြတ်ဆန်ထထထအရောက်ပြီး ညကတွေးတွေနေလိုနေရမှုတော်တော်နဲ့အိမ်မပြောပဲအာယုံတက်ချိန်နားလေးမှာမိခင်နဲ့အိပ်ပြောသွားတာကြောင့်အခုမနဲ့အိမ်ရတာနောက်ကျနေခြင်းဖြစ်ပါရဲ့။အမေဆန်လည်းပြာသီးပြန်ရနဲ့သူရဲ့ပခုံးကိုလှုံ့နှိုးပြီးဘူတာဆိုင်တော့ယထာဘောကဆင်းသွားတဲ့ဥဝဘာသားရဲ့နောက်ကိုခက်မြက်မြန်လေးပြေးလိုက်ခင်ရသည်ဥဝဘာသာနဲ့အောင်မြတ်ဆန်တို့လည်းရွှေဒီကိုစီရီရင်ပြပေါ်ကို ရောက်ခဲ့ပြီးအရှိမြောက်ဘက်ကဇေယျတစ်ခုထဲမှာအနားယူကြပါရင်အဘလူရီယာကျွန်တော်တို့ကိုလည်းမမြင်သလိုပဲနော် တတိမမူကုမမင်းနဲ့အဖတော်တတိမထားမိလို့နေမှာပေါ့ကွာ။အော်ဟုတ်ကဲ့ပါ။အမေဆန်မင်းမိဘတွေကိုတက်တော်ရဲတွေတွေကိုပြန်ပြီးတော့အနိုင်မယူခြင်းဘူးလားကွယ်။ဟုတ်ပါကျွန်တော်တို့အနိုင်ယူခြင်းပါတယ်။တို့လိုပညာတွေအဖအသင်ပေးပါလား။ဥပမာသားကပြုံးပြပြီးတော့အောက်ကိုနိုင်တာအထက်လို့ခေါ်တယ်ကွယ်။အဲဒီတော့မင်းရအထက်လမ်းပညာသင်ယူပါမယ်။ တို့စကားပြောနေချိန်တွင်ဆုပ်ပြတ်နေတဲ့အဝိစားရီကိုဝှက်ထားပြီးလော်ရီဂျင်းလေကနီချမ်းချက်သပင်းရောင်နဲ့အရှူးတယောက်ကဇေယျဘော်ကိုတက်လာခဲ့ပါရယ်ဘလို့လဲဆရာကြီးဟာရှောက်တုံးရောက်ခိုင်းလက်ဖွဲ့နဲ့အင်းလေးဆွဲပေးခဲ့ပါဦးဝိစားကြီးဟာတဲလဲနောက်တက်တာဟုဗျာအင်းကိုရိုင်းကြော်ပြီးပညာရီလာသင်ပင်းနေဖို့ထောက်တော့ဒီကောင်လေးကတော်ရုံလက္ခဏာနဲ့လူတော့မဖြစ်နိုင်ဘူးဟုတ်တယ်ဝိစားကြီးရေဒီကောင်လေးကနောက်တစ်ချိန်ကျတော့ ပေါပေါမြမြဖြစ်လာနိုင်မယ်။ကဲဗိုက်ဆာရောပေါ့ဒီမှာထမင်းတို့တုပ်လဲလှုပ်ရှားရရှိနေသေးတာမို့တာပြီးတခွင်ရောလှဲ့လဲလာဦးမယ်ဗျို။ကောင်းပါပြီကဲဗျာ။ဒင်နာချင်းမိတ်ဆွေရင်ပေါ်မှာစကားပြောဆိုနေရသေးတော့အောင်မျက်စံနားလည်ရခက်သွားတယ်။ပြီးရတဲ့အဲ့ဒီ UG ကထမင်းတို့နဲ့ထုတ်ပေးပြီးအောင်မျက်စံရဲ့ကောင်းကိုပုတ်ပြီးရနှုတ်ဆက်ပြီးရဇယက်ပေါ်ကနေပြန်ဆင်းသွားခဲ့ပါတယ်။အဘဘာ စောနာပြောတဲ့ထဲမှာဝိဇ္ဇာပါတာကြားမိလို့ဝိဇ္ဇာဆိုတာဘာလဲပါဒီလိုရှိတယ်အောင်မြဲစမ်းဝိဇ္ဇာဆိုတာကတကိုးရှင်ပွဲမဟုတ်ဘူးဖန်တီးရှင်ပွဲမဟုတ်ဘူးဖန်တီးပေးသူလည်းမဟုတ်ဘူးအိမ်မက်တွေပေးပြီးဖန်ဆင်းရှင်ဖန်တီးပေးသူလည်းမဟုတ်ဘူးစရဏအကျင့်နဲ့ပြည့်စုံပြီးတိစီဟာတွေကိုသိသူပဲဖြစ်တယ်ဒါအချင်းချင်းလေးပဲရှိသေးတာတနေ့ကျရင်တော့လူလေးနားလဲလာပါလိမ့်မယ်ကွယ် တနေ့သောမနက်မှာဥကပါသားနဲ့အောင်မြတ်ဆန်တို့ဟာစေတီရဲ့ယင်ပြင်ပေါ်မှာရောက်နေခဲ့ပါရယ်။ကေအောင်မြတ်ဆန်ဘုရားရှိခိုးပြီးတော့ငါးပါးသီလခံယူကြွယ်။အောင်မြတ်ဆန်လည်းဘုရားရှိခိုးငါးပါးသီလခံပြီးတော့ဥကပါသားကတစ္ဆာတိုင်တင်၍နောက်တစ်ချိန်မှာလူရင်းရဲ့ကျိုးကိုတည်ပိုးနိုင်မဲ့သူ့ရဲ့တပည့်အားအထက်လန်းပညာရက်ကိုလက်ဝါးရိုက်၍အာနာဒီယံပေးအပ်ခဲ့ပါရယ်။လူရင်းရဲ့ကျိုးကိုတည်ပိုးနိုင်ပြီးတော့စေပိုင်တယောက်ဖြစ်ပါစေလူလေ။ပေးတဲ့ဆုနဲ့ပြေးပါစေပါ။ အထက်လန်းစရာဖြစ်သွားပြီဆိုတာနဲ့အဖြစ်အစီအတိုက်ခိုက်တွေဟာပေါ်လာစမြဲပဲကွလူလျာဓာရီကိုရင်ဆိုင်ကျော်လွှားနိုင်ရမယ်အဖြစ်တွေဟာဘယ်လိုမျိုးအရာတွေလဲပါကျုပ်ကိုရှင်းပြပါလားဟုတ်ပါတယ်လေလူလျာဓာရီပဲသိရောမလဲတတော်ကောင်းလမ်းရှောင်းနေတဲ့သူဆိုတာအဖြစ်စီအတိုက်ဆိုတဲ့အရာကြီးတွေကိုတတိထားရယ်ကွအဖြစ်ကိုဒီမှာအထက်ကိုရောက်မယ်စီးကိုဒီမှာဘောင်ကျော်လွှင့်ရမယ်အဖြစ်ဆိုတာကတော့18မျိုးရှိတယ် အဖျက်စီးအတိုက်ဓာရီကိုကြော်ဖြတ်နိုင်ခြင်းရင်ဓာရီကို သိထားမှဓာရီကိုဘလို့ရင်ဆိုင်ရမယ်ဆိုတာကိုတွေ့ထားမှဝိဇာစကန်အရိယာသူတော်ကောင်းလမ်းစဉ်ကိုရှောင်လန်းနိုင်မယ်ဆိုတာမေ့မှတ်ထားအောင်မျက်စမ်းညရဲ့မှာမှာထပ်ပေါ်လာတဲ့ဘုရားတိတော်ရဲ့ခေါင်းလောင်းတန်နေတဲ့တူတူဇင်ရတခုရဲ့အတွင်းမှာဝါပြောပြောမီးရောင်အောင်မှာစွင်ဖြင့်အောင်မျက်စံကကွေးကောင်ချင်းမရှိတဲ့၄တောင်းကွက်အတွင်းတွေကိုစမအခေယာတချို့ကိုထည့်သွင်းရေးဆွဲနေပါရင် ်ပထမပိုင်းမှာတော့ရေးဆွဲနေရင်စိတ်ကငြိမ်သက်နေခြင်းမရှိပါဘဲခဏခဏပြန်လည်နေတယ်တခါတခါသူ့အမိနဲ့အဖေစီရောက်လိုက်ဆရာတော်နဲ့အဘမင်းစီရောက်လိုက်နဲ့ထိန်ချုံနိုင်စွမ်းမဲ့နေခဲ့ပါရင်ညနေပိုင်းရောက်လာတဲ့အမြစိတ်ကအစောနာကလို့ရောင်ရခန့်နေခြင်းမျိုးမရှိတော့ဘဲငြိမ်သက်လာခဲ့တယ်စိမ့်ငိမ်တက်လာတာနဲ့အမျှဆွဲနေတဲ့အင်းအတွင်းကအင်းစံတွေကလည်းတစ်ချက်တစ်ချက်ဖြိုးကနေဖြက်ကနေအယောင်ထထောက်နေရောအောင်မြင်ဆံကထူးဆန်းစွာတွေ့ရတာကြောင့် ်ဦးကဘာသာဘက်ကိုလှည့်ပြီးကြီးလိုက်ရာပဋိစိတ်နေရင်သူ့ကိုတီးတယ်လှုပ်ဆရာရှိတာဆက်လို့ဆိုတဲ့သဘောနဲ့ခေါင်းငိပြတာကိုတွေ့လိုက်ရတာကြောင့်အင်းဆန်ရေးသားချင်းကိုတော့ပြန်လုံနေခဲ့ပါရင်ခေါင်းမဆန်လည်းအင်းဆွဲပြီးသွားချိန်ဦးကဘာသာကအနာကိုလာပြီးတော့ခေါင်းမဆန်အဖမင်းကိုပြောဆရာရှိတယ်ကွယ်ဟုတ်ကဲ့ပါအင်းမာနက်ကဆေးမာရာသည်ဘေးတွင်မှာတမထဓမ္မာမီနေမန္တန်မှာစိတ်ဆူပြီးရှိတယ် လူလေးနားလေးအောင်ရှင်းပြမယ်ဆိုရင်အင်းမနက်ခတ်ဆိုတာကရုပ်ရှင်ရန်ရှိရမယ်ရုပ်နဲ့နံပေါင်းမှာအန်တီမဝင်မှာဖြစ်တယ်မိမိရေးဆွဲလိုက်တဲ့အင်းကရုပ်ဖြစ်ပြီးနံဝင်ဖို့အတွက်အထင်ကျနက်ခတ်လိုမှာဖြစ်တယ်နက်ခတ်တွင်ဤကမိမိရဲ့ပါရမီအစိတ်စေနာလိုက်အင်းတစ်ချက်ဖန်တီးမှုအတွက်နံကင်းခြင်းမကင်းခြင်းဟာမိမိရဲ့အောင်လို့ပေါ်နေတာဆိုင်နေတယ်အင်းတစ်ချက်လက်ဖွဲ့တစ်ခုဖြစ်မြောက်ဖို့စီကံဥပဒေသားတွေကြုံလွန်နိုင်သူအတွက် ို့မသိရှိနားလည်ပြီးမှနတ်ခတ်ကနောက်ဆုံးအဆင့်အရေးကြီးတယ်။အရေးကြီးတဲ့ထိုမသာလေနန်ကိန်းလိမ့်မယ်ဖြစ်တယ်။ရုပ်ရှိပြီးလပစွာလက်ဖွဲ့ထိုးထားတဲ့အင်းတစ်ချက်ကနန်မကိန်းရှိတဲ့ကြွတ်နန်မကိန်းတဲ့အတွက်တုံညအင်းမြည်တယ်။တခြားကြီးတဲ့အင်းကြီးတွေကြီးတယ်စွာမရွေးဆွဲခင်အင်းစွမ်းတစ်ခုကိုရထားသူကလည်းအများသိမှဆိုရင်နှုတ်ဆက်နေကြလိမ့်မယ်ဖြစ်သည်။ဆေးမှာရာသီဆိုသည်ဆိုရာကြောင့်ရာသီတွင်တဲ့တူတလေးပါးပြင်တလေးပါးကို ပြန်ချုပ်ကင်နိုင်တဲ့ဓာတ်ကို နိုင်နေရမယ်။ဘယ်ရည်ကွင်ကဘယ်တက်ကကြီးစိုး၍ဘယ်သိမ့်မြစ်ဘယ်ပန်းမှတေးဥတို့ကတဲချေကိုအားပေးနေနှလုံးကိုငြိမ့်စီတက်တဲ့အပူကိုငြိမ့်အေးစေသောအစွမ်းရှိရဲ့။ကောင်းကျိုးရှိသောဘယ်ကဲ့သို့ရည်ကွင်၌လူခန္ဓာကိုအကျိုးဖြစ်ဖို့ဘယ်ရည်ချိန်မျိုးမှပေးရမည်နီ။စသဖြင့်နားလေဖို့လိုအပ်တဲ့အာမျက်စံ။နားမလည်ပဲစိတ်ထင်တိုင်းစောင့်ကြည့်ပြီးတော့ပေါ်ဆက်နေရစေ။ဂျာဘူးနာဝါနဲ့ပေါ်ဆက်နေရစေကရန်ပန်ရကစီးကောင်းနေအစိတ်ဖြစ်သွားတတ်ကြတယ်။ ပေါ်ဆက်တဲ့ဈေးကိုအရင်ဆုံးလူတရားမသိစေရန်လူတယောက်ကိုအရင်ဆုံးစမ်းသပ်ကြတယ်လေအချိုးစားကန်းကြီးတင်းတင်းပါမှ ကောင်းမွန်သောဈေးတလက်ကိုရမှာဖြစ်တယ်ဘေးရင်မှာတမထဆူရာကြောင့်အကျန်းကန်တက်ဤအရှိတိုင်းအနောက်တိုင်းဘေးရင်အကုန်တက်ဤသို့သောမိမိဤဆရနာနှင့်တမထများပါတွဲပြရလေဤကဲ့သို့မဟုတ်သောလှီတော်ဟုတ်ပြီးလော်တက်မပါတကယ်သို့ဖြစ်နေလိမ့်မည် မိမိဟောလိုက်တဲ့ဟောကွက်ကပညာရှင်သမားရှင်တိုင်းဟောမိဖြစ်ပါပေမဲ့တရားစိတ်ကရံဖန်ရကဖြစ်တဲ့တည်းမသိစရဲ့နောက်မှာတန်တရာကပ်ပါလာတဲ့တည်းအရိယာကိုဖယ်ရှားဖို့ပညာရဲ့နောက်ကတမထပါလာခြင်းရင်ဖြင့်မိမိဟောလိုက်တဲ့ဟောခြင်းရဲ့အတူတူမိမိပေးလိုက်တဲ့ရေရာကအစွမ်းထက်ပြီးတော့ခုနှစ်ရက်သားသမီးရဲ့ဒုတိယကိုယ်ခွင့်ရာဖခင်ဟာမိမိပင်ဖြစ်ပါလိမ့်မယ်ဓမ္မမီးနေဆိုတာကတော့ဖွင့်ဖို့ထုတ်တဲ့အမျိုးမျိုးကစားရမယ်ဆိုတဲ့တပြိုင်တည်း ပင်စ၅ပါးကိုနားလည်ရမယ်။မင်းတို့မြင်မို့လေရည်မြေကိုအရင်မြင်နိုင်တိမသာမီးနီမီတာမိမိတလုံးကိုထိုးစဉ်လိုတလိုဓာတ်နဲ့တိကနေခုတ်ဖြတ်နိုင်နေနိုင်လိမ့်မယ်။ဓာတ်ခုကိုစောင့်ကြိုင်လိုက်ပြီးစွာနဲ့တပြိုင်နက်တည်းအပြိုတရောက်လို့ရောင်ရခန့်နေတဲ့တည်းကနာမနေဖြစ်နေတဲ့တည်းသူမရဲ့တန်းရတဲ့သောသူနဲ့တွေ့မှသာချင်းချင်းတင်းချင်းသွားတတ်လေတယ်။ဓာတ်သူမိမိတက်ကသူနဲ့တဲ့တဲ့မိနေချာနဲ့တွေ့မှသာချင်းချင်းပြီးလူကြီးလူကောင်ဖြစ်လာလိမ့်မယ်။ ဒီကနေ့မှဆိုင်လာမယ်။တက်ကပထမဆင့်ကလေးရွယ်မိကောင်ပေါအရွယ်လူကြီးအရွယ်အရွယ်သုံးဆင့်ကလေးဆင့်မြောက်မှာမိရဲ့ဆုံးမမှုနဲ့နိဗ္ဗာန်ဝင်လိမ့်မယ်။ဒါနသူရဲ့အရွယ်လိုက်မိရကစားဖို့လူမေအောင်မြတ်ဆန်။မိခင်ရဲ့ဝမ်းပိုက်မှာတတိတီနီးရဲ့တတိသားကိုမိခင်ရဲ့ခန္ဓာကိုယ်ကအထင်းသိမ်းတဲ့ကဲ့သို့လောဘကိုရှည်တမ်းမတင်တည်ငြိမ်သောစိတ်နဲ့တူအလင်းလိုသောစိတ်မြ мян ဆူသောစိတ်ကိုဖျောက်ဖျက်ပြီးတည်ငြိမ်မှုနှင့်တည်စောတက်ကမိမိကိုမတိမသားနှင့် မလောင်မြိုက်အောင်လှုပ်တင်နေတယ်။လူကရင်းကျက်လာတဲ့အခါတည်ငြိမ်လာလိမ့်မယ်။ပြဒနာနှဲလာမယ်။ဓာတ်တိလည်းမီးဖြင့်ရင်းကျက်လာတဲ့အခါတည်ငြိမ်လာလိမ့်မယ်။မန္နစရောကတော့ကာရာပယိတ်မန္တန်တရားအကုန်ပါကြတယ်။မန္နဟူရဲ့ဝါကြအခေါ်ကောင်းရန် သုံးနှုန်းထားခြင်းဖြစ်တယ်။မန္တန်တစ်ခုကိုယွတ်တဲ့အခါမိမိစိတ်ဟာမန္တန်ပေါ်မှာပဲရှိနေရမယ်။မန္တန်ရွတ်စဉ်စိတ်လည်းအရိမန္တန်နဲ့တူလိုက်ပါနေရမှာဖြစ်တယ်။ သို့မသောလူရကိစ္စပြီးပါလိမ့်မယ်။အရင်ဆုံးမန္တန်အတူဆုံးဟာလီများဖြင့်စိတ်နဲ့မန္တန်တစ်ထက်တည်းကြောင့်ရစ်ပါလေ့ကျင့်ပါ။တချို့တွေရွတ်လိုက်ဖက်လိုက်တာမဟုတ်လို့ဘာမှအကျိုးမထူးလို့အပြည့်ကြတယ်။ဘာကြောင့်အကျိုးမထူးလဲဆိုတော့စိတ်ပြေလွင်မှုပါသောကြောင့်ပင်ဖြစ်တယ်။မရွတ်ထင်မရွတ်နဲ့ရွတ်ပြီဆိုလဲမန္တန်မှာတတိကအစိတ်ကိုစူးစိုက်ခဲ့ပြီးရွတ်ရတယ်။မန္တန်တခုရှင်သန်ဖို့စွမ်းဖို့ကအစိတ်ဆူးဆိုင်မှုအထူးကဖြစ်တယ်။စိမ့်တဲ့မန္တန်မကတော့ပထမကြေကြေရွတ ကိုယ်အတန်ကိုပြန်နှောက်ထောင်းတာယာနာပြောပွဲရာရွတ်ပြန်ပြီးနှောက်ထောင်းစိတ်နဲ့ပြီးရင်ပါဇက်လုံယုံတိတ်ရွတ်လှုပ်တံနေရွတ်ရမယ်ရိကာဒစ်စင်စိတ်နဲ့ရွတ်အစင်းစင်းလေးကျင့်သွားပါကမန်တန်ပေါက်တယ်ကွယ်အနည်းချုပ်အပြင်အသေးပရိသေးကတမာတိပင်ဖြစ်ပါတယ်တမာတိရှိရင် အမှန်မှခွဲခြားတတ်လာမယ်စိတ်နှလုံးအေးချမ်းလာမယ်တမာတိအားကောင်းရင်နတ်ခတ်တင်မြင်လာမယ်အင်းစေအကြီးရဲ့ဘေးတွင်မန်တန် မြေသည့်လမ်းစဉ်လိုက်လိုက်စီးစနေကြစွာတမာတီနဲ့အမှန်မြင်လာပြီးအောင်မြင်လာနိုင်မယ်ကွယ်ဟုတ်ကဲ့ပါပါအပပြောဆိုဆုံးမမှုကိုကျွန်တော်အသေးချာမှတ်သားထားပါမယ်ဒီနေ့မှာတော့အောင်မြင်ဆန်ကရွှေကုံဘုရားရဲ့ဇောင်းတန်းလေးမှာထိုင်နေစဉ်အတွင်းမှာစာအုပ်ရောင်းနေဆန်ရှိလူတွေရှုပ်ရှက်ခတ်နေပြီးအပြေးလွှားလာကြည့်ရသူတွေများပြားလာတာကိုသတိထားမိခဲ့တယ်အောင်မြင်ဆန်ရဲ့ထင်မှာတော့စာအုပ်ဝယ်သူတွေလိုပဲထင်ကြီးပြီးလိုက်တယ်ဒါပေမဲ့သူတီးလိုက်ရတာကအဲ့ဒီလူတွေမှာစာအုပ်ဝယ်သူတွေမဟုတ်မှန်းသိခဲ့ပါတယ် ဘာလို့လဲဆိုတော့အကူကြီးတောင်းတန်နေဂျင်းဝါဆဲဆိုတောက်ခဲတန်နေကအရိလီကိုဂျားရီကနေထွက်ပေါ်လာလို့ဖြစ်တယ်။အခြေအနေတွေကိုကဲခဲရတဲ့ဘုရားဆောင်တဲ့ကနေလီကိုကြီးထံကိုရှောက်လာခဲ့ပါတယ်။သူမြင်လိုက်ရတာကမျိုးသမီးအသက်လပိုင်းအရွယ်လောက်အသားပရိမာတဆက်ဆက်တုံရင်နေပြီးအသားရည်တွေကလူတယောက်နဲ့မတူဘူး။ပုထူးကြတာကမျက်လုံးကအနေရောင်ပြောင်းနေခြင်းပဲ။သူသိပြီလေ။ဆရာသခင်ဦးအမသာပြောထားတာကြောင့်အပမိခြင်းဆိုတာကိုတန်းသိလိုက်တယ်။ စေမကုဘူးသေးတော့အတွေ့အကြုံမရှိသေးပေ။ဒါကြောင့်အောင်မြတ်ဆံမှာလည်းရတာကြည့်နေရတယ်။ဒီချိန်မှာလီဝင်းနဲ့သူတင်လာတဲ့စကားတန်တဲတဲတချို့သူ့နားတွေကိုရှင်းရှင်းလင်းလင်းတိုးရှက်စွာဝင်ရောက်ခဲ့ပါတယ်။ဖျားငါးစီကိုတိုင်တယ်ပြီးတစ္ဆာဆိုပါအောင်မြတ်ဆံ။တက်မြောက်ထားတဲ့အင်းစမရီကိုအသုံးချပြီးမိသားစုဝင်တွေကိုခွင်တောင်းဝင်ရောက်ပူကန့်နေတဲ့မိစ္ဆာကိုဆုံးမပြီးညံရှိတယ်လို့အတုံးပြပါ။ ဒီလိုကြားလိုက်ရတာကြောင့်လူအုပ်ကြားတွေကနေထွက်ပြေးလာတာသူရဲ့မိသားစုတချို့ကိုကြည်ဟောင်းတမီးဖြစ်သူဟန်နဲ့တူတာကြောင့်ဟောရီယာမကျွန်တော်ဒီရောဂါကိုအခုတင်ပါတယ်ဒီရောဂါမှာအခွင့်ပြုတယ်ဆိုရင်ပေါ့အဲ့လိုဝင်ဖူးနေတဲ့မျိုးသမီးကြီးရဲ့တမီးမမှုအားကုန်းရမယ်ဖြစ်နေတော့ကောက်ရိုးတမြင်ရလဲဆွဲမိမဟုတ်ပြီလုံးခွင့်ပြုပါတယ်ရှင်ကျမမိဟိုသားအမြတ်ဆုံးပြအောင်ကုသပေးပါအမျိုးသမီးမှာ ခွင့်ပြုပေမဲ့ YG နေတော့လေဝတ်ချန်က 15နှစ်ခန့်ပတ်ဝန်းကျင်ကောင်လေးကကုမယ်ဆိုတော့တချို့ကအာမေဒိတ်အံတွေထွက်လာပြီးတချို့ကမယုံသဘောနဲ့တီတူပြောဆိုကြကစိတ်ဝင်တစားအကုန်စိုက်ကြည့်နေကြတော့အကြတဲ့ပင်ကြားလောက်တဲ့အထိပဲညိမ့်သက်နေခဲ့ပါတော့တယ်ပြိတ္တများခမအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူလွန်ရေးသားထားတဲ့အောင်မြတ်စံနဲ့လောင်စာပြည့်မြင့်ပြီဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ပြိတ္တတူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကွက်ခန့်ပဲဖြစ်ပါရယ်ခင်ဗျာ။